မင်္ဂလာပါ theology တလုတ်ဆိုင်ရဲ့ morning devotion အစီအစဉ်ကနေကြိုဆိုပါရစေ။ဘုရားသခင်ပန်းစင်းတဲ့ဒီနေ့ရက်တည်းမှာလည်းအဖဘုရားသခင်ထံကကောင်းကြီးမင်္ဂလာများစွာနဲ့တနေ့တအားလုံးရှင်လန်းအားပြည့်ပြီးဘုန်းတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေ။ခဏလောက်ဒီချိန်မှာကိုယ်တိုင်အဖဘုရားသခင်နဲ့အာရုံပြုပြီးဆုတောင်းစေချင်ပါတယ်။ကောင်းကင်မြေကြီးကိုပန်းစင်းတော်မူသောအရှင်အဖဘုရားကျေးဇူးတင်ပါတယ်။ ရှင်ကိုအမိပြုခွင့်အားကိုးခွင့်ပေးသောကြောင့်ကျေးဇူးတင်ပါတယ်။ကရရှင်တန်တိုးဝင်ခွင့်ပေးသောကြောင့်ကျေးဇူးတင်ပါတယ်။ဒီနေ့ဒီနေ့တလုံးကိုလည်းကရရှင်လက်တော်ထဲသို့ထိုင်မှ၍အနံ့ပါတယ်ကရရှင်ပါဗျာ။တံပြတော်မူပါပဲပြင်းတော်မူပါ။ဘုန်းတော်ဖုလုံးမှာခွန်အားနဲ့ဖြည့်တော်မူပါပါဗျာ။ကျေးဇူးတင်လေတပါးတော်တော်သခင်ယေရှုနာမ၌ဆုတောင်းစကားအနံ့ဆပ်ပြုပါရပါဗျာသခင်။အာမင်။ ဒီနေ့မှာတော့ကျွန်တော်ရှင်မာကုခရင်ရံခန်းကြီး30အငယ်14ကနေအငယ်16ကိုဖတ်ရှုဆင်ခြင်မှာဖြစ်ပါတယ်ရှင်မာကုခရင်ရံခန်းကြီး30အငယ်14ကနေအငယ်16ယေရှုသည်မြင်တော်မူလျှင်အမျက်တော်ထွက်၍ထိုသူငယ်တို့ကိုငါထံသို့လာပါလေစေ မစိတားကြနှင့်ဖျားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏ငါအမှန်ဆိုသည်ကအကျဉ်းသူသည်ဖျားသခင်၏နိုင်ငံတော်ကိုသူငယ်ကဲ့သို့မခံမယူ ထို့သူသည်နိုင်ငံတော်သို့မဝင်ရဟုမိန့်တော်မူပြီးမှ သူငယ်တို့ကိုခြိပိုက်၍သူတို့အပေါ်မှာလက်တော်ကို တင်လျက်ကောင်းကြီးပြတော်မူ၏ဖက်ရှုသွားတဲ့တမန်ကျမ်းစာရဲ့ကောင်းကြီးမင်္ဂလာတင်ပေါ်မှာရှိပါစေအချင်းသူသည်ဖျားသခင်နိုင်ငံတော်ကိုသူငယ်ကဲ့သို့မခံမယူထို့သူသည် နိုင်ငံတော်သို့မဝင်ရလို့သခင်ယေရှုခရစ်တော်ကပြောပါတယ်အချင်းသူသည်ဖျားသခင်နိုင်ငံတော်ကိုသူငယ်ကဲ့သို့မခံမယူ ထို့သူသည်နိုင်ငံတော်သို့မဝင်ရ။ဒါကြောင့်ပထမဆုံးတိတိကျကျရှင်းရှင်းလင်းလင်းခံယူမှတ်သားရမှာကတော့ဖရာသခင်ရဲ့နိုင်ငံတော်တွေကိုဝင်ရောက်နိုင်ဖို့ရန်အတွက်ကလေးသူငယ်တယောက်လိုခံယူဖို့လိုတယ်။ဒီအခါစင်ရှင်စရာ ဖြစ်လာတာကတော့သူငယ်ကဲသို့မခံမယူဆိုတာဗာဒိတ်ပဲလေ။သူငယ်ကဲသို့ခံယူရမယ်ဆိုတာဗာဒိတ်ပဲလေ။တချို့ကသူငယ်ကဲသို့ခံယူရမယ်ဆိုတာကလေးသူငယ်တွေကဟန်မဆောင်တတ်ဘူး။ ငါတို့တွေလည်းအဲ့ဒီလိုဟမ်းမဆောင်ပဲအရှိကိုအရှိတိုင်းပြောဆိုနေထိုင်တတ်ဖို့လိုတဲ့ဆိုပြီးထင်မြင်ကြတဲ့သူတွေလည်းရှိပါတယ်။အဲ့ဒီလိုကလေးတယောက်လိုဟမ်းမဆောင်ပဲစိတ်တည်းရှိတာကိုရှိတဲ့အတိုင်းနေမယ်ဆိုရင်တော့ကလေးစံတာမရင်ကျက်တာဖြစ်တယ်လို့ကျွန်တော်မြင်မိပါတယ်။အသက်ရွယ်ကြီးရင်လာတဲ့အများကလေးစံခြင်းတွေကတော့မရှိသင့်ပါဘူး။ကလေးတွေကဟမ်းမဆောင်တတ်ဘူးဆိုတာထက်သူတို့ရဲ့အလိုကိုမချုပ်တီးနိုင်ကြတဲ့သဘောမျိုးကျွန်တော်တွေ့မိပါတယ်။ ပဝင်းကျင်နေထားကငိုသင့်မှန်မငိုသင့်မှန်မသိဘူးငိုချင်ရင်ငိုပြစ်လိုက်တာမျိုးကိုနဲ့တဲလားမတဲလားမသိဘူးစားချင်ရင်အတင်းပူစားပြီးအတင်းစားတာမျိုးသွားသင့်လားမသွားသင့်လားဆိုတာမသိဘူးသွားချင်ရင်သွားပြစ်လိုက်တာမျိုးဓာရီကပွင်လင်းယူသားခြင်းဆိုတာထက် ကာမဂုဏ်မချုပ်တီးနိုင်ခြင်းတဘောဖြစ်ပါတယ်ဇာတိတဘောများခြင်းဖြစ်ပါတယ်ဒါကြောင့်လဲတမန်ကျမ်းစာမှာတန်ရှင်သောဝိညာဉ်တော်ရဲ့အတိအပွင့်တစ်ခုက ကာမဂုံချုပ်တီးခြင်းဖြစ်တယ်လို့ပြောထားတာပါ။နောက်ပြီးအေဖက်ဩဝါဒစာခန်းကြီး၄ငွေ၁၄မှာလဲနောက်တဖန်ခတ်သိန်းသောဩဝါဒလေးတိုက်၍ဖျူဖျဲလွင့်သွားသော သူငယ်မဖြစ်ဖဲလျက်ဆိုပြီးဆုံးမထားပါတယ်။ကျွန်တော်တို့တွေနားလည်မှု ချုပ်တီးမှုအပိုင်းတွေမှာရင့်ကျက်ဖို့နှုတ်ကပတ်တော်ကလမ်းညွှန်ပါတယ်။မချုပ်တီးနိုင်တဲ့ကလေးဆံမှုတွေဆက်ပြီးမရှိတော့ဘူးရန်အတွက်နှုတ်ကပတ်တော်ကလမ်းညွှန်ပါတယ်။ ဒါဆိုရင်သူငယ်ကဲ့သို့ခံယူတယ်ဆိုတာဘယ်လိုခံယူရမှာလဲရှင်မသက်ခရင်ဂျန်ခန်းကြီး78ငယ်လေးမှာတော့တခင်ယေရှုကသူငယ်ကဲ့သို့မဖြစ်ရင်ကောင်းငယ်နိုင်ငံတော်သို့မဝင်ရလို့ပြောပြီးတာနဲ့အကျဉ်းသူသည်ဤသူငယ်ကဲ့သို့မိမိကိုမိမိနှိမ်ချအံ့သူတို့ဒီကောင်းငင်နိုင်ငံတော်၌တာ၍ကြီးမြတ်လိမ့်မည်လို့ပြောထားတာကိုစက်ပြီးမှတ်တမ်းတင်ထားပါတယ်။ဒါကြောင့်ဒီနေရာမှာသူငယ်ကဲသို့ဖြစ်ရမယ်လို့ပြောတဲ့အခါ သူငယ်တယောက်ရဲ့နှိမ်ချခြင်းပုံစံအကြောင်းကိုပြောနေတာတွေ့ရပါတယ်။ကလေးသူငယ်တယောက်ရဲ့သဘောတဘာဝကိုစဉ်းစားကြည့်တဲ့အခါကလေးသူငယ်တယောက်ကအုတ်ထင်းသူကိုအပြည့်အဝမှီခိုအားထားရပါတယ်။ငါဘာသာငါလုံနိုင်တယ်ငါဘာသာငါသွားနိုင်တယ်ဆိုတဲ့မှန်ထားလို့မရပါဘူး။တခင်ယေရှုခရစ်တော်ရဲ့အနာကိုရောက်လာကြတဲ့ကလေးသူငယ်တွေကလည်းသူတို့ဘာသာသူတို့ပြေးလာကြတာမဟုတ်ပါဘူး။ကျမ်းစာမှာကြည့်တဲ့အခါ သူငယ်တို့ကိုလက်တော်နှင့်တို့စေခြင်းကအထံတော်သို့ဆောင်ခဲ့သည် ဖြစ်၍လို့ဖော်ပြထားပါတယ်။အုတ်ထင်းသူတွေက ပို့ပေးလို့ရောက်လာရတာဖြစ်ပါတယ်။ကလေးသူငယ်တယောက်ကသွားခြင်းတဲ့နေရာကို အုတ်ထင်းသူပို့ပေးမှရောက်နိုင်တဲ့အနေအထားမှာရှိပါတယ်။စားတောက်ဖို့အတွက်ဆိုရင်လည်းအုတ်ထင်းသူကျွေးမွေးမှစားနိုင်တဲ့အနေအထားဖြစ်ပါတယ်။နေထိုင်မှုနေရာကလည်းအုတ်ထင်းသူ စီစဉ်ပေးတဲ့အတိုင်းနေရပါတယ်။ ဒါကြောင့်ဖျားသခင်ရဲ့နိုင်ငံတော်ကိုဝင်နိုင်ပွင့်ရန်အတွက်မှလည်းဒီကလေးသူငယ်တယောက်လိုပဲ အဖဖျားသခင်ကိုအဆစအယားယာမိခိုအပြူတတ်တဲ့နှိမ်ချခြင်းမျိုးရှိဖို့လိုတယ်ဆိုတဲ့အတိတ်ပဲနားလည်မိပါတယ်။ကလေးသူငယ်တယောက်ကအဆစားတဲ့အခါမှာငါရှာရတာငါစားတယ်ဆိုတဲ့မှန်တက်ခွင့်မရှိပါဘူး။အုတ်ထင်းသူကြွေးလို့စားရတာဖြစ်ပါတယ်။ဒီသဘောပါပဲ။သာဝရဖျားသခင် မကြွေးမွေးရင်ငါမှစားခွင့်မရှိနိုင်ဘူး။ ထာဝရဘုရားသခင်သာအသက်ကိုမပေးရင်ငါအသက်ရှင်စရာမရှိဘူးထာဝရဘုရားသခင်သာမကယ်တင်ရင်ငါအပြစ်လွတ်စရာမရှိဘူးထာဝရဘုရားသခင်သာမတန့်စင်ပေးဘူးဆိုရင်ငါတန့်ရှင်စရာမရှိဘူးထာဝရဘုရားသခင်ပေးရင်ရမယ်မပေးရင်တော့မရနိုင်ဘူးအစစအရာရာထာဝရဘုရားသခင်မရှိလို့မဖြစ်ဘူးဆိုတဲ့မိခိုအပြုတ်တဲ့ခြင်းကသူငယ်ကဲ့သို့ဖြစ်ခြင်း သူငယ်ကဲ့သို့ခံယူခြင်းဖြစ်တယ်လို့ကျွန်တော်နားလည်ခံယူမိပါတယ်။သခင်ယေရှုခရစ်တော်ကလည်းရှင်ယောဟန်ခရစ်ယာန်ခန်းကြီး15အငယ်9မှာငါနှစ်กว่าလင်တင်းတို့သည်အဘယ်မှုကိုမျှမတတ်နိုင်ကြလို့တိတိကျကျပြောထားပါတယ်။သခင်ယေရှုခရစ်တော်ကိုမှအမိမပြုတ်ဘူးဆိုရင်ဘာကိုမှအဖြစ်ရှိအောင်လုပ်တတ်မှာမဟုတ်ပါဘူး။သခင်ယေရှုခရစ်တော်ဖျားသာခွန်အားမပေးဘူးဆိုရင်ကျွန်တော်တို့တတ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်သခင်ယေရှုခရစ်တော်ကိုအချိန်ပြည့်ကတ်ထားမှရမယ်။အချိန်ပြည့်မိခိုထားမှရမယ်ဆိုတာကိုသိနေဖို့လိုပါတယ်။သခင်ယေရှုခရစ်တော်ကိုအမိမပြုဘူးဆိုရင်တော့လူတကာကိုလိုက်ပြီးမိခိုအားထားအတနာခံနေရနိုင်ပါတယ်။လူကိုမမိခိုပဲသခင်ဖျားကိုမိခိုတဲ့စစ်မှန်သောနိုင်ငံတော်သားများဖြစ်နိုင်ကြပါစေ။ခနာလောက်ဆုတောင်းကြရအောင်။အဖဖျားရရှင်သားလင်ကျွန်တော်ရဲ့အသက်အရင်မြစ်ဖြစ်ပါတယ်။ ကျွန်တော်တို့လိုအပ်သမျှအရင်မြစ်ဒီကိုရရှင်ကိုလိုတိုင်းဖြစ်ပါ၏ကိုရရှင်မရှိဘဲနဲ့ကျွန်တော်တို့မိခဲ့သူများရှေ့ဆင်းနေကြအကြောင်းမရှိပါတိုးတော်လည်းဖပြသခင်တခါတရံမှာကျွန်တော်တို့ဒီမိမိသဘောနဲ့မိမိကိုစန္ဒာနဲ့ကိုကိုကိုဟုတ်လာပြီလို့ထင်ဒီခါများစွာရှိပါတယ်ကိုရရှင်ဖပြသခင်ကိုရရှင်ကိုမိလျော်ပြီးကိုရရှင်ကိုအမိမပြုအာမကိုမိတဲ့အချိန်ပေါ်များစွာလည်းရှိပါတယ်ဖပြသခင်ခွင့်လွတ်တော်မူပါကိုရရှင်လူတော်ရှိသည့်တိုင်း ်ရုရှားကိုအပြေးအဝါမိပြုလျက်ရုရှားထံမှလာသောအရင်အမြင်နှင့်ခွန်အားရှိတက်ဆွမ်းနိုင်သောသူများဖြစ်စေဖို့ရန်တို့၍ကျေးဇူးပြုပေးသနာတော်မူပါကျေးဇူးတင်တဲ့တပါးတော်တော်သခင်ရှင်နာမနဲ့ဆုတောင်းစကားအနံပါတ်ပါဗျာအာမင်